grade 11နဲ့12ဆိုတော့အမ်အကျွတ်လည်းရောက်လာပြီအမ်လူမှုဆက်ဆံရေးနဲ့ပဲလဲကျဲလာကိုငယ်တော့ဆိုရင်တော့ဖေဖေနဲ့မမေပဲကိုရဲ့လောကကြီးကသူတို့နှစ်ဦးနဲ့ကြီးဆောက်ထားတာအဲ့ဒီနှစ်ဦးကအဆင်ပြေနေတယ်ပျော်ရွှင်နေတယ်ကျမ်းမာနေတယ်ဆိုရင်ကိုဘောကလည်းပဲအဆင်ပြေနေတာပျော်ရွှင်စရာကြီးဖြစ်နေတယ်နည်းနည်းကြီးလာတဲ့ခါကျတော့ ကြောင်းမှာတငယ်ချင်းတွေရှိလာတယ်။နော်အခြေဆုံးတငယ်ချင်း best friend တွေပဲရှိလာတယ်။အဲကိုအတန်းတွေကြီးလာတာနဲ့အမြဲတငယ်ချင်းတွေများလာတယ်။ကိုယ့်ရဲ့လူမျိုးရေးလောကကြီးလာတယ်ပေါ့။ social world အဲ့ဒါကြီးလာတယ်။အခုဆက်တဲ့တန်းနဲ့ဆက်တဲ့တန်းဆိုတော့အမ်လူမျိုးဆက်ဆံရေးចောင်းបောင်းခြင်းမှာយោ အကြောင်းနဲ့ပတ်သက်တဲ့မိသားစုပေါင်းခြင်းမှာရောအတွေ့အကြုံတွေကိုအများကြီးရခဲ့။အဲဒီတိုင်းမှာတခါတခါကျတော့ဟိုစိတ်ဖြစ်တဲ့အရာတွေပေါ့စိတ်တမ်းရတော့မှဖြစ်သည်ထိဖြစ်ကြတယ် trauma ဖြစ်တယ်ပေါ့အတချို့ကျတော့လည်းပဲ trauma ဖြစ်မှဆိုလို့ကိုယ်နဲ့တည်တဲ့လူပဲကိုကိုပေါင်းတယ်အသက်စမပြေတဲ့လူတွေနဲ့ဆိုမပေါင်းတော့ဘူးဖြတ်လိုက်တယ်အဲ့လိုမျိုးလုပ်တယ်ဒါပေမဲ့ကိုယ့်ရဲ့ ကိုကျင်းလဲတဲ့လူမှုလောကလူမှုရဲ့လောကကကိုအသက်ကြီးလာလေသူကျဲလာလေဖြစ်မယ်။အဲကျဲပြန့်လာတဲ့လူမှုရဲ့လောကကိုအာကိုဘယ်လိုခီးသွားမယ်ဆိုတာဒီနေရာမှာသူစိတ်ဖိစီးမှုတွေတော့က anxiety တွေဖြစ်တယ်။ကိုနဲ့အယူဆမတူတဲ့လူ၊ထိုက်မတူတဲ့လူအဲလူနဲ့တွေ့တဲ့အခါမှာကိုစိတ်ပြောင်းလဲတယ်။အာကိုအယူဆတူတဲ့လူအကြိုက်တူတဲ့လူ အနောက်ခိုးတံပိုးထိုင်လို့အဲ့လိုနဲ့တွေ့ခါဆက်တမျိုးပြောင်းနေတယ်။ဒါတို့ emotion လို့ခေါ်တာ။ဒီ emotion ကအတက်ကြများရင်အဲ့တော့ mood swing ခေါ်တာပေါ့။စိတ်အတက်ကြများတယ်။အဲ့တော့ဒီအရွယ်မှာဒါလေးကိုပထမဆုံးသိရတာပေါ့။ကိုယ့်ရဲ့ emotion ကိုသိတာနောက်သူများ emotion ကိုသိတာကိုယ့် emotion တခုတည်းကိုသိလို့သူမလုံလောက်ပါဘူး။သူများ emotion ကိုသိရတယ်။သူများ emotion ကိုဘယ်သိအောင်လဲပဲမလုံလောက်ဘူး။ ကိုယ် emotion ကိုလည်းကိုယ်ပြန်သိရတယ်။အဲ့နှစ်ခုစလုံးသိတယ်။အဲပါဠိစကားကြားဖို့မှာပါ izzat dan wa behit dan wa izzat dan behit dan izzat dan wa ကိုယ်ကိုသိတယ်။ behit dan wa ဆိုတာအပြင်လောကဖြစ်တဲ့တခြားလူတွေကိုသိတယ်။ izzat dan behit dan ဆိုတာအတွင်းနဲ့အပြင်လောကကိုနားလဲတယ်နှစ်ခုစလုံးနားလဲ။အဲ့ဒါကို emotional intelligence လို့ခေါ်တယ်။အင်္ဂလိပ်လိုပြောရင်တော့ကိုယ်ကိုနားလဲတာက intra personal relationship intrapersonal development တခြားလူတွေအကြောင်းတခြားလူတွေစိတ်ခံစားမှုတွေကြတော့ interpersonal development inter ဆိုတာကလူတူနဲ့တူကြတယ် intra ဆိုတာကအတွင်းပေါ့နော် i n t r a intra အရကကိုအတွက်ပဲအများအတွက်ကြတော့ inter i n t e r inter development interpersonal development personal part တူနဲ့တူကြတယ် ရှိတယ်ရှိရမယ်နားလည်မှုသူခံစားမှုသူကြောင့်ဘာကြောင့်အဲ့လိုခံစားရလဲမလူတစ်ယောက်ကဟာကိုယ့်ရဲ့နာကျင်မှုကိုယ့်ရဲ့စိတ်ပြည့်မှုကိုသူကိုချင်းမစားနိုင်ဘူးဆိုရင်ဒီလူဘာဖြစ်လို့ကိုငေါ့ကိုချင်းမစားနိုင်တော့ဆိုတဲ့ဟာကိုကိုနားလည်အောင်မတွေးနိုင်ရင်အဲ့မှာကိုစိတ်ထိုင်ရပါတယ်ဒီလူငါ့ဘောမှာရက်ဆက်တယ်ဆိုပြီးတော့သူ့ရဲ့အပြုမှုကိုကိုကငါလွတ်လိုက်တာပေါ့ personalize လွတ်လိုက် တငယ်ချင်းတွေနဲ့ဆွေးနွေးရင်စားလဲဖိုက်ရင်တရားလဲနိုင်တယ်။ဟောအဲ့ဒီလူငါ့ကိုကိုချင်းမစားနိုင်တာ။သူ့ကိုယ်သူလည်းပဲကိုချင်းမစားနိုင်ပါဘူး။သူ့ရဲ့အာနာကျင်မှုကတော့မှသူမမှန်ကန်ကန်နဲ့မခံစားတတ်ဘူး။သူ့နာကျင်မှုကိုသူထပ်ပြီးတော့ဆောင်းတဲ့ top up လုပ်တဲ့အချင်းတွေပဲအတွေးတွေပဲသူ့မှာရှိတယ်။သူ့မှာစိတ်ဓာတ်တွေများတယ်။ trauma တွေများတယ်။အဲ့ဒီလို့ ကိုကနားလဲလိုက်ရင် तू ဘာပဲပြောပြောကိုကို trauma မဖြစ်စေတော့မထိခိုက်စေတော့အခုပြောချင်တာကဘာပြောချင်တာလဲဆိုတော့ဟာ emotional intelligence စိတ်ခံစားမှုပိုင်းဆိုင်ရာနားလဲမှုအရေးကြီးတဲ့အကြောင်းကိုချင်းစာစိတ်လို့ခေါ်ပါတယ်မြန်မာလိုအင်္ဂလိပ်လို ethics လို့ခေါ်တယ်ဘုရားရဲ့တရားတော်ထဲမှာအတန်နဲ့ဥပမာကတ်သွားကိုချင်းစာပါငါးပါးတိလာကိုချင်းစာတဲ့စိတ်ရှိရင်သူ့အတူအလုလုလုံးသွားတယ် ဒီဘေးပတ်ဝန်းကျင်နဲ့ဆက်ဆံတဲ့နေရာမှာဟိုကိုကိုနားမလဲတဲ့လူဒါမှမဟုတ်သူတို့စိတ်ဒဏ်ဖြစ်လို့စိတ်ဒဏ်ရှိနေကိုကိုနားမလဲတဲ့လူတွေနဲ့တွေ့ရင်အဲ့ဒီလူတွေကိုကိုကနားလဲအောင်ကြိုးစားတယ်တကယ်လို့နားလဲအောင်မကြိုးစားဘူးသူ့လိုပိုင်းကိုကစိတ်ဒဏ်ရရှိတယ်လို့ဖြစ်သွားမယ်ဒီနေရာပြင်သူ့ယောဂကိုယောဂဖြစ်သွားလိမ့်မယ်ဒါကြောင့်သူများရဲ့စိတ်ဒဏ်ရသူများရဲ့ emotion နားလဲဖို့အဲသူများရဲ့စိတ်ခံစားမှုနားလဲဖို့ တည်ရည်ကြီးတယ်သူတို့ပြဿနာကိုကိုယ်ကဖြေရှင်းပေးနိုင်ကိုယ်ပြဿနာလည်းကိုယ်ဖြေရှင်းပြတာဖြစ်ပါတယ် emotion intelligence နဲ့ပတ်သက်ရင်လေကိုယ်ပြဿနာကိုဖြေရှင်းနိုင်လည်းပဲတခြားလူတွေရဲ့ပြဿနာကိုကိုယ်အလွယ်တကူဖြေရှင်းပေးနိုင်ပါတယ်ဒီအနေနဲ့ပတ်သက်ပြီးတော့အောင်ဒီ social networking ကကျေပြက်လာတဲ့အတွက်ကြောင့်ကိုယ်ကဘာတွေလုပ်ရတော့ဆိုတော့အများနဲ့စကားပြောရတာ ကြီးလာတဲ့နဲ့ social networking ကများလာတဲ့ခါကျတော့အတွေ့အကြုံတွေပိုများလာမှာပဲကိုကြိုက်တာရောမကြိုက်တာရောဒါတွေတွေ့ကြုံကိုစင်ပြေတဲ့လူနဲ့ပဲဟိုပေါင်းဖို့ဆိုတာသူကအကောင်လုံးမဖြစ်နိုင်ဘူးအလုပ်သွားရင်လူမျိုးစုံနဲ့တွေ့ရမယ်ဒါကြောင့်မို့လို့ emotion intelligence ရှိဖို့လိုအပ်တယ်အဓိကတော့ကိုချင်းစာဆဲဆဲတဲ့ empathy ပါပဲအဲ့ဒီ empathy နဲ့တော့မပြီးသေးဘူးတဲ့ဘယ်ထိတက်မှာတော့ကိုကိုချင်းစာတဲ့လူတွေရဲ့ ပြဿနာကိုဘယ်လိုဖြေရှင်းပေးနိုင်ကောင်းမှာတော့ဆိုအဲ့ဒီဒီတွေးဖို့လိုအပ်တယ်။နီလန်းလေးတွေရှာပေးဖို့လိုအပ်တယ်။အဲ့ဒီနီလန်းကိုကိုတကယ်ပေးနိုင်တာမပေးနိုင်တာပေးတဲ့အခါမှာလည်းပဲသူများကယူတာမယူတာအသုံးပြတဲ့နေရာမှာတကယ်ထိရတာမထိရတာအဲ့ဒါတကန်းတာ။ဒါမှမနောကံကုသိုလ်ဆိုတာကကိုယ်စိတ်ထဲမှာ good intention wholesome intention noble intention မုံမြတ်တဲ့စေတနာရှိရတာ။သူရဲ့ပြဿနာတွေဘယ်လိုဟာမျိုးစင်ဘယ်လို ဖြည့်ရှင်းတင်တယ်ဘယ်လိုဖြည့်ရှင်းကြတော့အဲ့ဒါကိုလေ့လာတယ်စိတ်ဝင်စားတယ်ဆိုရင်ဒါကုသိုလ်ဖြစ်နေတယ်အဲ့ဒီလိုတွေးတဲ့လူက networking လုပ်တဲ့နေရာမှာပိုလွယ်တယ်ကိုချင်းစာစိတ်ရှိတဲ့ပုဂ္ဂိုလ်အနေနဲ့ဆိုရင်ဒီနေရာမှာထပ်ပြီးတော့ဖြည့်ချင်တာကအကောင်းမြင်ဝါဒထပ်ဖြည့်ဖို့နာအကောင်းမြင်ဝါဒကိုယ့်ရဲ့ကောင်းကွက်ကိုပေါ့ကိုယ့်ရဲ့အင်အားကိုပြန်ပြီးတော့ မကြမကြအဲဒရိယဒရိယပေးဖို့အခု7တန်း7တန်းရောက်လာပြီဆိုရင်ကြောင်းမှာတောက်လျှောက်စာတင်လာတာဆံပွဲတွေဖြေလာတာပညာတင်လာတာ7နှစ်ကျော်ပြီ7နှစ်ကျော်တက်ခဲ့တဲ့အမ်ကိုကြောင်းတက်ခဲ့တာလေတနေ့တနေ့ကိုရက်ပေါင်းမနည်းဘူးရက်ပေါင်း300လောက်ဆိုတာ300 300ကျော်အဲကြောင်းတက်လာတယ်ဒီ holiday အချိန်မှာတော့ကြောင်းပဲတဲ့အချိန်မှာတော့မတစားပြန်ညတ်တက်သေးတယ် ။အဲကြောင့်အဲ360ထဲမှာအနည်းဆုံး300လောက်ဖက်ထားပါတော့အဲ့300ကို10နှစ်နဲ့မြောင်းရင်ရက်ပေါင်း3000ဖြစ်သွားပြီ။နိုင်နေနဲ့ဆိုရင်အများကြီးဖြစ်သွားပြီ။အဲ့ဒါလေးငါစူးစမ်းခဲ့တယ်။တိုင်ငါဖြတ်တန်းခဲ့တယ်။အเจ้าမရှိဘဲနဲ့ငါ70တန်းကိုရောက်မလာဘူး72တန်းရောက်မလာဘူး။ကိုယ့်ကိုပြန်ပြီးတော့ကိုယ်စူးစမ်းပြန်ပြီးတော့အတိမတ်ပြုပါဂုံယူပါ။အเจ้าကနေဂုံပြုတာမိဘတွေကနေပြီးတော့ဂုံယူတာမဆောက်ပါနဲ့ ကိုယ့်အကူပြန်ပြီးတော့ခုံယူပါတန်အတိမတ်ဖြစ်ပါကိုဘဝထဲမှာကောင်းတာအများကြီးရှိတယ်အဲ့ဒါပြန်ပြန်ပြီးတော့အာတွေးပါတရိယာပါဗုဒ္ဓအဆုံးမနေနေဆိုရင်အနုတ္တိကမထန်ဆိုရယ်အနုတ္တိဆိုအနုနဲ့တတိတတိကတတိယာတဲ့အနုကအကျဉ်းချင်းအကျဉ်းချင်းပြန်လဲပြီးတော့တရိယာတဲ့ကောင်းတာတွေအကျဉ်းပြန်ပြီးတော့တွေးပေးရတယ်မတွေးကောင်းတာတွေမတွေးဘူးဆိုရင်စိုးရိမ်နဲ့စိတ်တွေဝင်ဝင်လာတတ်တယ်နေရာဝင်ယူတတ်တယ် ဒါကြောင့်စိုးရိမ်တဲ့စိတ်တို့အာစိတ်ဖြစ်စည်းမှုတို့အဲ့ဒါတွေဝင်ပြီးတော့နေရာမယူနိုင်အောင်ကိုယ့်ကိုပြန်အားပေးရတယ်။တင်ချဆိုရင်ငယ်ကလေးစားပြီးတော့အခုငါတင်လာတာဆယ်နှစ်ကျော်ပြီ။ဒီရိုးရိုးကနေပြီးတော့အခုခက်ခဲတဲ့တင်ချတွေတွေ့ငါအများကြီးလေ့လာခဲ့ပြီးအများကြီးသိခဲ့ပြီးအင်္ဂလိပ်စာလည်းဒီတိုင်းမြန်မာစာဒီတိုင်းတိပ္ပံအမ်ပါတာတွေ့တယ်လေဒီတိုင်း လူမှုသိပ္ပံဘာသာတွေတွေလည်းဒီတိုင်းပဲအဲ့ဒီခုစီတွေပြန်တွေ့ပြီးတော့ကိုယ့်အကူပြန်ပြီးတော့အားပေးရမယ်ဂုဏ်ယူရမယ်အဲ့ဒီလိုဂုဏ်ယူတယ်ဆိုရင်ဟိုကိုယ့်အကူအလိုလိုနေနေတင်ငယ်တဲ့စိတ်တွေမမွေးမိဘူးဝင်မလာဘူးမဟုတ်ရင်တော့ဒီချုပ်လူတွေကတို့မှာရှိတဲ့ကောင်းခွက်တွေအည်သွေးတွေလေမကြည့်ဘူးမေ့ထားတယ်တို့မရှိတဲ့အည်သွေးတွေသူများစီမှာသွားတွေ့တဲ့ခါကျတော့အဲ့ဒီကိုယ့်မှာတို့မှာမရှိတဲ့အည်သွေးကိုကျွန်တော် အည်သွေးတွေကိုခဏခဏတွေးတယ်ခဏခဏစဉ်းစားတယ်အားကြတော့အားကြတဲ့စိတ်နေပြီးတော့တချို့မခံချင်တော့စူးစမ်းစိတ်ရှိတဲ့လူလည်းရှိတယ်တချို့ကြတော့တင်ငယ်စိတ်တွေဖြစ်သွားတယ်။ဘာဖြစ်လို့တင်ငယ်စိတ်ဖြစ်တာလို့ဆိုတော့ကိုယ်မှရှိတဲ့ကောင်းွက်တွေအာသာချက်တွေကိုယ်ကမိတ်နေလို့ထားချောင်းကိုယ်ကိုမူတီတာစိတ်ထားပါမူတီတာအတွေးလေးနဲ့နေပါတနေ့တနေ့ ။နော်အเจ้าကနေပြန်လာပြီဆိုရင်ဒီနေ့ငါဘာအကောင်းဆုံးဖြစ်အောင်လေ့လာခဲ့တယ်။ပနေတန်းတက်ခဲ့တယ်။ဘယ်ဘာသာတွေငါစူးစမ်းပြီးတော့လေ့လာခဲ့တယ်။အဲ့ဒါဒီခုံယူပါ။ဒါမဲ့ကိုယ့်ကိုခုံယူတာမပြီးသေးဘူးနော်။မပြည့်စုံသေးဘူး။ကိုယ့်လိုပဲစူးစမ်းတဲ့တခြားလူတွေကိုလည်းခုံယူတတ်မှာ။ကိုယ့်ရဲ့ခုံယူတဲ့စိတ်၊မုထိတာစိတ်ကအားကောင်းတာ intra personal development နဲ့ interpersonal development အများအတွေ့ပါတွေ့ရတာဘယ်ကနေစတွေ့မှာတော့ကိုယ့်ရဲ့မိဘဘလို့စူးစမ်းခဲ့တော့သူတို့ចောင်းတက်တော့ဘယ်မှာတက်တော့ဘာဘာသားတွေလေးလာတော့မေးကြည့်ပါနော်အတိမှန်ပြပါကိုယ့်ရဲ့မိဘတွေသူတို့စူးစမ်းခဲ့တာဘယ်နှတမ်းမအောင်ခဲ့အောင်ခဲ့သူတို့စူးစမ်းပါအမ်ဘုံမုံရဲ့မေတော်ကြီးဆိုရင်တန်းကြောင်မတက်ဘူးပါအောင်စာမဖတ်တတ်ဘူးညံကောင်းတယ်နော်သူတို့ခက်မှာဟိုចောင်းမရှိတဲ့យွာမှာနေရတယ် ။နောက်ပြီးတော့ main ကလေးတွေကိုလည်းပဲအမ်ကြောင်းတက်ဖို့အခွင့်လန်းနေတိတ်မပေးတဲ့ခက်မှာကြီးပြင်းလာတာပေါ့။အမညာအရန်ကောင်းတယ်။သူစူးစမ်းတယ်။ဒါသမီးတွေကိုလူလားမြောက်အောင်အဲစူးစမ်းတယ်လူမှုဆက်ဆိုင်မှာလည်းကောင်းတယ်။အဲဒီသူ့ဘဝအောင်မြင်တယ်ပေါ့။အဲ့တော့ဘုံကခဏပြန်တွေးပြီးတော့ခုံယူတယ်။သူစာမဖတ်တတ်တဲ့ဟာဘုံကအားနေချက်နေနဲ့မကြည့်တော့ဘူး။အခွင့်လန်းမရလို့သူမတတ်တာ။ အခွင့်လန်းရရင်ဘုံတက်တက်မှာအ ਨੇ ဆုံးဘုံဘုံတော့သူတိမှာပဲဒါဖြင့်သူ့မှာရှိတဲ့ကောင်းခွက်တွေအကြီးသေးတယ်အဲ့ဒါတွေဘုံဘုံကတွေးတယ်တွေးတဲ့ခံကြောင်လေစာတော်မဖတ်တတ်တဲ့စာသင်ခန်းတွေတစ်ခါမှမဝင်ဘူးတဲ့မိခင်ကိုဘုံဘုံအယံကုန်ယူတယ်အယံကုန်ယူသူချစ်တာဘူးသူယက်တည်နေစိတ်တဲ့အတက်ကြရရှိနေပဲသူ့ကိုသူပြန်ပြီးတော့အားပေးတတ်တယ် ဒါကကိုယ့်ရဲ့မိဘအကြောင်းကိုပြန်လေးလာထားလို့သူတို့ကိုခုံယူနိုင်တာပါ။ဒါကြောင့်မလို့အမ်အားတဲ့အချိန်တွေမှာကိုယ့်ရဲ့မိဘကိုမေးကြည့်ပါ။နောက်ဖက်ဆန်ရှာတယ်ဘလို့ရှာတော့ဖက်ဆန်မရှာခင်မှာအဲငယ်တုန်းကကြောင်းတက်တဲ့အချိန်မှာဘယ်မှာကြောင်းတက်ခဲ့တော့အဲငယ်ချင်းတွေဘယ်နေအောင်ရှိတော့ဘာပြဿနာတွေရှိခဲ့ဘူးတော့အဲအမ် ဘာတွေကြိုက်တုံးဘယ်လိုအချိန်မျိုးမှာပို့ပြီးတော့စိတ်ပျော်ရွှင်တုံးမေးပါကိုယ့်ရဲ့မိဘအကြောင်းပြီးရင်တော့ကိုယ့်ရဲ့တငယ်ချင်းအကြောင်းတွေလေသူတို့အကြောင်းတွေစိတ်ဝင်စားပါသူတို့ဘယ်လိုကြိုးစားတော့ဆိုတာကိုခုံယူပါအဲ့လိုခုံယူတဲ့စိတ်များရင်တဲ့ဘုံဘုံသိပ်ပံရှိတော့နေပြောနိုင်တယ်ကိုယ့်ရဲ့အုံနောက်ထက်မှာ sympathetic system နဲ့ parasympathetic system ဆိုတာမျိုးရှိတယ် sympathetic system ဆိုတာကတော့ရှေ့မှာကိုယ့်ရဲ့ရှေ့မှာတွေ့ကြုံနေရတဲ့ ပြဿနာနဲ့စင်ခေါ်မှုတွေကိုကြည့်ပြီးတော့ချက်ချင်းဖြေရှင်းချင်ပြီးတော့ပြန် fight လုပ်တယ်။မဟုတ်ရင် fight လုပ်လို့မရဘူးဆိုရင်ထွက်ပြေးတယ်။ fight လုပ်လည်းမရဘူးထွက်ပြေးလို့လည်းမနိုင်တော့ဘူးဆိုရင်မင်းတည်တည်သွားတယ် frozen ဖြစ်သွားတယ်။ဘုနောက်က function မလုပ်နိုင်တော့အဲ့ဒီဟာကို sympathetic system လို့ခေါ်တယ်။ဘုနောက်ကအဲ့ဒီ system ထဲမှာရှိနေတဲ့အချိန်ဆိုရင်ねအင်အားတွေအများကြီးတုံတယ်။ဘုံမနိုးရဲ့ဘုနောက်ကကိုယ်ခန္ဓာကိုယ်ရဲ့နေရာခိုင်နှုန်းပဲအလေးချိန်ရှိတာ ။ဒါပေမဲ့ဒီကုလုံးရဲ့25ရာခိုင်နှုန်းအင်အားကိုသူအသုံးပြုတယ်။ဒါကြောင့်ဒီအုံနောက်ကအမြဲတမ်း fight လုပ်နေတယ်အမြဲတမ်းထွက်ပြေးနေတယ်။အဲဒါမှမဟုတ် function မလုပ်နိုင်ဘူးဆိုရင်ဒီအုံနောက်မကြခင် သူခြေကုန်လက်ပန်းကြတယ်တဲ့။အဲ့ဒါကြတော့ sympathetic system လို့ခေါ်တယ်။ parasympathetic system ဆိုတာ P A R A ရှေ့မှာထပ်ပြီးတော့ထည့်လိုက်တယ်။ဒီအားကြတော့ဘယ်လိုလုပ်တော့ဆိုဒီအုံနောက်ကစိန်ခေါ်မှုတွေနဲ့တွေ့နေတဲ့ချိန်မှာတော့မှာတယ်။သူ့ကိုယ်သူ့ အနားယူတတ်တယ်တဲ့ပြန်ပြီးတော့အားဖြစ်တတ်တယ်တဲ့နော်ဓာတ်ရိုက်ဖုန်းတွေပြန်အားသွင်းတယ်လို့ပဲသူ့ကိုယ်သူပြန်အားသွင်းတတ်တယ် a rest and resto လို့ခေါ်တယ် resto ဆိုတာပြန်ပြီးတော့အားဖြစ်တာ rest ကအနားယူတာအဲ့လိုအနားယူတဲ့အခါကျတော့ရေရှည်သူသွားနိုင်တယ်ရှောက်နိုင်တယ်လှုပ်နိုင်တယ်ပေါ့ဒီအုံနောက်ပဲအဲ့ဒီအနားယူတတ်တဲ့အုံနောက်သူ့ကိုယ်သူပြန်ပြီးတော့အားဖြစ်တတ်တဲ့အုံနောက်ခံပဲဒီခက်ခဲတဲ့ဆုံးဖြတ်မှုတွေကိုဆုံးဖြတ်နိုင်တာ ကိုယ်လူမှုဝန်းကျင်ကျေပြန့်လာတဲ့ခါမှာလည်းပဲကြောက်စိတ်မရှိဘူးပေါ့ကြောက်စိတ်ရှိတယ်ကြောက်စိတ်ရှိတဲ့အချိန်ဒုံလုပ်တဲ့အချိန်အာ nervous ဖြစ်တဲ့အချိန်အဲ့ဒီအချိန်တွေမှာလည်းကိုယ့်ကိုပြန်ပြီးတော့အားပေးတတ်တယ်မစိုးရင်တတ်တယ်ဘယ်သူမှမရှိဘူးနော်စိုးရင်တက်ကိုကင်တွေ့တတ်တယ်မကင်တွေ့တတ်မကင်တွေ့တတ်တာပဲရှိတယ်စစ်တဲ့မကြဘူးတဲ့လူမရှိဘူးနော်အနည်းဆုံးဟို mild depression ဆိုတာ သိငယ်တဲ့စိတ်ထက်ချောင်းကတော့ရှိဘူးလေစိတ်တန်ရာဖြစ်တည်တည်မဖြစ်ဘူးပေါ့ဒါဖြင့်စိတ်တက်ကြတယ်စိတ်တက်မကြတာမရှိဘူးဆိုရင်ဒီနေရာမှာလူတိုင်းစိတ်တက်ကြတာအဲ့လိုမဟုတ်ဘူးစိတ်တက်ကြเสียဖြစ်လာရင်ကိုယ့်ကိုဘယ်လိုပြန်ပြီးတော့ဆွဲတင်တော့အဲ့ဟာစကားပြောတာလေဘယ်သူမှချော်မလဲဖူးတာမရှိဘူးလေချော်လဲပြည်ရင်ဘယ်လိုထတယ်ဘယ်လိုမြင်းမြန်းဆန်းဆန်းထတယ်အဲ့ဒါပဲကွာအလောလောပြီးတော့မပင်မန်းလူမရှိဘူးလေပင်မန်းတာကြီးပဲ ဒါပေမဲ့အဲ့ပင်မနဲ့ပင်ပန်းပြီးပြီဆိုရင်ကိုယ့်ကို recover ဖြစ်အောင်ပြန်ပြီးတော့နယ်လန်ထူအောင်ဘယ်သူကလုံနိုင်တော့အဲ့လုံနိုင်တယ်လို့ရှေ့ရောက်တာပဲဖြီးပေါက်တာပဲအောင်မြင်တာပဲဒါကြောင့်ဒီနေရာမှာအတိုင်းဝိုင်းချဲ့လာတဲ့ဒီချဲ့ပြန့်လာတဲ့အများအခွင့်အလမ်းတွေ opportunity တွေလည်းပို့ပြီးတော့များလာတယ်တစ်ဖက်ကလည်းပဲစိတ်ဖိစီးမှုတွေပို့ပြီးတော့များလာပါတယ်ဥပမာလူရှိသူရှိမှစကားပြောရမယ်အဲ့ဒါမျိုးစင်ဖို့မဟုတ်အရင်တော့ ် nervous ဖြစ်တယ်အတန်းတောင်ကြောင်းသွားအတန်းသိမထွက်ဘူးလူရှိသူရှိစကားပြောရတာအရန်ကြောက်တယ်နောက်ပိုင်းကျတော့ကိုကပြောချင်တာတွေများလို့အဲနောက်ပြီးတော့သူများအထင်ကြီးအောင်ပြောချင်လို့သူများအထင်သေးမှကြောက်တဲ့စိတ်လေအဲ့စိတ်ကတော်တော်ဆိုးပါတယ်သူရောက်ကိုဖြစ်တတ်တာအများလက်ခံမှာအများကြားမှာနေလို့ရတာဟုတ်အများလက်မခံဘူး ကိုအထင်သေးတယ်ဆိုရင်ကိုအဲ့တဲ့ပါလို့မရတော့ရုံးမှာပဲဖြစ်ဖြစ်ကြောင်းမှာကစားတာပဲဖြစ်ဖြစ်အမုံစားတာပဲဖြစ်ဖြစ်သူများလက်မခံဘူးဆိုရင်အကျဉ်ခံရတာလေအဲ့ဒီကြောက်စိတ်လူသားမှာရောဒိဋ္ဌိတွေမှာရောတစ်ကြည့်တယ်အဲ့စိတ်ကိုကြည့်ပေးရတာပါဟောကြောက်စိတ်ဖြစ်နေပြီလားသူများအထင်သေးမှာကြောက်တဲ့စိတ်ဖြစ်နေပြီလားဘုံမောင်ကဘလို့ပြန်ကင်တော့ဆိုတော့ဩဃာတာထဲမှာပါတယ်လည်းမရှိခိုးဘူးဆိုဖူးမြုံမှန်လျှော့ဆိုမာနကိုလျှော့လိုက် ်အင်္ဂလိပ်လိုပြောရင် intelligent humility humility နေချာလူတယောက်တည်းကနေအကုန်မသိနိုင်ဘူးငါလည်းအကုန်မသိနိုင်နားထောင်တဲ့လူလည်းအကုန်မသိနိုင်ငါလည်းစကားပြောလို့အကုန်မသိနိုင် intelligent humility အဲ့ဟာပုံမှန်လက်ခံတယ် limitation ကိုလက်ခံလိုက်တယ်လူဘဝကတလောက်ထိအရှိမဟုတ်ပါဘူးအကြိုင်မဟုတ်တခါတခါလေးလာရင်လည်းအများကြီးလေးလာလို့မရဘူး limit တွေရှိတယ်အကန့်အသတ်တွေရှိတယ် အဲ့ဒီအကန့်သက်ကိုနားလည်တဲ့ခံချက်တော့တခါလူကြားထဲမှာစကားပြောရင်ကောင်းတာတခုစေတနာကောင်းတဲ့ကောင်းတဲ့ဟာလေသူများအတွက်အကျိုးဖြစ်မယ့်အရာတခုငါစူးစမ်းပြီးတော့ပြောမယ်အကုန်ပြောဖို့မလိုဘူးဆိုပြီးတော့ကိုယ့်ကိုပြန်ပြီးအမ်ဆုံးဖြတ်လိုက်တယ်။လာပြီးတော့နားထောင်နေလူတွေတို့ကိုယ့်ထက်တိတယ်လဲရှင်းရှင်းပဲ။ကိုတိထားတဲ့ဟာတို့မတိထားနဲ့ရှင်းရှင်းပဲ။ ကိုတိတိုင်းဟာတို့လည်းတိပိတာဖြစ်နေဖြစ်မယ်အဲ့ဒါတွေအရေးမကြီးပါဘူးတို့လည်းတိကိုလည်းတိတယ်ဆိုရင်အတိညာတူတယ်ဆိုရင်တော့အတိညာဒီအတိညာတစ်ခုကိုလူနှယောက်ကအတီးပြုတယ်ဆိုရင်ပိုခိုင်မှသွားတာပေါ့ကိုကသူများထက်တိမှလူရှိသူရှိမှ ထားပြောရမယ်ဆိုတာမျိုးအရင်တော့ဘုံဘုံအဲ့ဒီအတွေးတွေဝင်ခုတယ်အဲ့ဒီအတွေးကြောင့်ကြောက်စိတ်တွေလည်းဖြစ်တယ်အာပြောရမယ်ဆိုရင်စိတ်ထဲမှာအရန်တင်းမာမှုတွေဖြစ်တယ် tension တွေဖြစ်တယ် တန်းဖြင့်ငါဘာပဲဖြစ်ဖြစ်လူရှိသူချင်းမှပြောတယ်အာ contribution တခုအကျိုးတခုဖြစ်အောင်လုပ်တာပဲအခုဘာအကြောင်းပြောမှာတော့အဲ့အကြောင်းကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားပြီးပြောမယ်အခုတော့အဲ့ဒါပဲစိတ်ထားတော့တယ်ဘုံဘုံနိုင်ငံတကာမှာအများကြီးစကားပြောဦးပါတယ်တက်ခဲ့တဲ့ also တက်ကသူမှာအချင်းချင်းပြောဖို့တယ်အမေရိကန်နိုင်ငံဟောက်ကတက်ကသူတိတော့ပြောဖို့တယ် တရုတ်ပြည်မှာထိုင်ဝမ်မှာဗီယက်နမ်နိုင်ငံမှာအိန္ဒိယနိုင်ငံမှာအဲထိုင်းနိုင်ငံမှာစင်ကာပူနိုင်ငံအဲပြင်သစ်ဂျာမနီအဲကနေဒါအများကြီးပြောဖူးတယ်ကိုယ့်ကိုပြန်တုံ့တန်ကြည့်တဲ့ခါကျတော့အများအကျိုးရှိအောင်ဒီခုခုတွေးပြီးတော့သွားပြောပြီးအခုတော့ကိုယ့်ကိုပြန်ကျင်နေတယ်အရင်တော့တော့မဟုတ်ဘူးသူများအထင်ကြီးအောင်ပြောကျင်တယ် အထင်ကြီးအောင်ပြောချင်တယ်ဆိုတော့သူများအထင်သေးမှာအရန်ကြောက်တာအဲ့ဒီကြောက်တဲ့စိတ်နဲ့လူကြားသူကြားတဲ့မှာစကားပြောပြီးဆိုရင်ဝန်င်းခွင်နေနေဖြစ်ဖြစ်ခဲ့တဲ့အချိန်တွေအများကြီးရှိခဲ့အဲ့ဒီအတွေ့အကြုံတွေလေချောင်းအခုသားတို့တမီးတို့ဆက်တန်းဆက်နှစ်တန်းဆိုရင်လူကြားထဲမှာစပြီးတော့စကားပြောမယ့်အချိန်တွေရောက်လာပြီအဲ့လိုပြောတဲ့အချိန်မှာသူများအထင်ကြီးအောင်ပြောတာမျိုးမလုပ်ပါနဲ့အများအကျိုးရှိအောင်ပဲပြောမယ်အဲ့စိတ်လေးထားပါ အများရဲ့ကောင်းကျိုးအတွက်ဒီနေ့ငါဘာပြောရင်ကောင်းမှာလဲသိပြီးသားပြောနေရတယ်သူများမသိသေးတဲ့အရာပြောနေရတယ်ဘာဖြစ်ဖြစ်အဲ့ဒါစေတနာကောင်းအလိုစေတနာကောင်းထားတယ်တစ်ဖက်ကလည်းပဲ intelligence humility ကိုကိုကိုနှိမ်ချတယ်ပေါ့တိတ်ပံပြင်းရှင်နေကိုသူတို့ကိုသူတို့အရင်နှိမ်ချတယ်တစ်ဖက်ကနှိမ်ချတယ်တစ်ဖက်ကလည်းပဲ confidence ဆိုတယ်သူတို့ကိုသူတို့ယုံကြည်တယ်ဘာယုံကြည်တာတော့ဒီတစ်ခုကတော့ငါသိတယ် ။ဒါလေ့လာထားတယ်။အဲ့ဒါကိုယုံကြည်တာ။ဘယ်လိုလေ့လာထားရုံဆိုတာသူတို့လေ့လာလေ့လာပုံလေ့လာနေ။အဲ့ဒါကိုလေသူတို့ကအကောင်းသိတယ်။သိပြီးတော့လေ့လာတယ်။သိလာတဲ့ဟာကိုတင်ပြတယ်။ဒီ confidence ရှိရှိယုံကြည်ကြည်ယုံကြည်မှုအပြည့်အဝနဲ့တင်ပြတယ်။ဒါပေမဲ့ဒီချိန်ထဲမှာပဲ intellectual humility ဆိုတာအခုရဲ့ limit ကိုကိုလက်ခံထားတယ်။အခုကျွန်တော်ပြောလိုက်တဲ့အထက်မှာအမ်ဒီခုလူအတန်ရှိရင် comment ပေးပါပြောပါသူအဲ့လိုဖိတ်ခေါ်တယ် ဒါ growth mindset လို့ခေါ်တယ်တယောက်တည်းနဲ့အကုန်မသိနိုင်ဘူးဒါလိုသမီးတို့သင်နေတဲ့အကြောင်းမှသင်နေတဲ့ physics ဆိုရင်ဘယ်သူကဘယ် theory ကိုသူတွေနားလောက်ထားတယ်လေ့လာတာဆိုအများကြီးဖြစ်တဲ့ခါကျတော့အခုနာမည်တော့တက်လို့မရတော့ဘူး chemistry လည်းဒီတိုင်းပဲ biology လည်းလူအများကြီးอ่ะပူပေါင်းဆက်ပြီးတော့လောက်တာတယောက်တည်းအနေနဲ့လောက်ထားတာမဟုတ်ပါဘူးကိုတင်ရတဲ့မြန်မာစာတော့မှတူဦးပြန်နေရေးထားတာမဟုတ်ဘူးခေဆက်ဆက် ပညာရှင်တွေများစွာလေ့လာပြီးတော့တစ်ဆင့်တစ်ဆင့်ပို့ပြီးကောင်းမွန်လာတဲ့ပညာရတုတက်လာတဲ့ဘာသာရပါဒါကြောင့်မလို့လူတယောက်တည်းအနေနဲ့အကုန်မသိနိုင်ဘူးအကုန်လည်းမသိချင်တယ်အကုန်သိရမယ်လို့လည်းပဲရွေးချက်မှတ်ထားတယ်ဒါမဲ့သိတယ်ဟာကြာကြာနာနာသိရမယ်ဘုံဘုံအင်္ဂလိပ်လိုနည်း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 ပြောမယ်နော်အာအောက်ဆိုတက်တို့မှာသိခဲ့တဲ့အသိဉာဏ်လေးတခုအာ something of everything နောက်တစ်ခုက everything of something everything of something ဆိုတာကိုရွေးတာအနှဲငယ်ကိုပဲရွေးတာ something ကိုပဲရွေးတယ်အဲမရွေးတဲ့အရာရဲ့ရှုထောင့်ပေါင်းစုံကိုလေ့လာတာလေးလေးနက်နက်နဲ့ထောင့်ပေါင်းစုံနဲ့လေ့လာတာကျယ်ပြန့်လေ့လာတာအဲ့ဒါကို everything of something နောက်တစ်ခုကတော့စိတ်တွေများပြီးတော့ဟိုအလဲလှုပ်ခြင်းဒီအလဲလှုပ်ခြင်းဟိုအလဲတည်ခြင်းဒီအလဲတည်ခြင်းအချိန်ကမလုံတော့ဘူးအဲ့ဒါကြတော့ something of everything everything ကိုသွားတာ everything ကိုလိုချင်တာဒါပေမဲ့ဘာပဲရအောင် something ပဲရတယ်တို့စီတို့စီကိုနည်းနည်းဒီနည်းနည်းအဲ့ဒါပဲရထားကြောင်တခုကောင်းတယ်တတိဖြစ်ကြတာတခုကောင်းတယ်နာမည်ကြီးကြတာ everything of something တခုခုရွေးရမယ်ရွေးပြီးပြီဆိုရင်အဲ့ကိုရွေးတဲ့အရာကြံကြံနာနာလေ့လာစကားပြောတဲ့နေရာမှာပဲဖြစ်ဖြစ်စာရေးတဲ့နေရာမှာပဲဖြစ်ဖြစ်ဆွေးနွေးတဲ့နေရာမှာပဲဖြစ်ဖြစ် everything of something ကိုလေးလာတယ်ဆိုရင်ကိုအောင်မြင်မှာပါ thank you